စစ်တပ်ကကြောထောက်နောက်ခံပြုထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဟာအာဏာရပါတီတစ်ခုသဖွယ်ထိုင်းတမန်နဲ့တွဲဆုံခဲ့ပြီးနှစ်နိုင်ငံကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း USDP ကထုတ်ပြန်လာပါတယ် USDP ဥက္ကဋ္ဌဦးခင်ရီဟာဒီဇင်ဘာ၈ရက်ကမြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတမ္မတ်ကြီး Mr. Mongol Visitant နဲ့အဖွဲ့အားပါတီဌာနချုပ်မှတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချင်းချစ်ကြည်ရင်းနှီးစွာဖြင့်ဆောင်ရွက်မဲ့လုပ်ငန်းများတုံ့မြင့်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့တယ်လို့ USDP ပါတီကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဆိုပါတွေ့ဆုံမှုမှာ USDP ဥက္ကဋ္ဌဦးခင်ကြီးနဲ့ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်အထွေထွေ တွင်ရေးမှုဦးတောင်အေဗဟုအလုံးမှုဆောင်ဦးအောင်စိုးဌာနမှုဦးနိုင်ဝင်းတို့တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတမ်မတ်ကြီး Mr. Monko Visitant နဲ့ အဖွဲ့ဝင်၃ဦးတို့တက်ရောက်ခဲ့တယ်လို့သိရပါဗါး2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်မင်းအောင်လိုင်က အတိုက်ခံခေါင်းဆောင်တွေကိုဖမ်းဆီးထားကရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေချိန်မှာနိုင်ငံတော်ကိုစလေလောင်းအရေးအတွက်အများဆုံးနဲ့ပါဝင်ရှင်ပြိုင်မဲ့စစ်တပ်ကြောထောက်နောက်ခံစံဖို့ပါတီနဲ့ထိုင်းသံမတ်တို့တွဲဆုံမှုတည်ရင်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။ ီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံကြားရေးဝန်ကြီးဆီယာဆက်ဖောင်ကက်ကောင်းကနေပြည်တော်ကိုနေချင်းပြန်ခီးစဉ်အဖြစ်သွားရောက်ခဲ့ပြီးမြန်မာစစ်ကောင်းဆောင်အပါအဝင် နေပြည်တော်ကထိပ်ပိုင်းအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်တာကြောင့်အတိအမတ်မပြုကြောင်းနိုဝင်ဘာလ25ရက်ကထုတ်ပြောခဲ့တဲ့ ထိုင်းနိုင်ငံကြားရေးဝန်ကြီးဆီယာဆက်ဖောင်ကက်ကောင်ဟာရွေးကောက်ပွဲမှာတဆင့် နိုင်ငံရေးအတွင်းကူပြောင်းမှုဖြစ်စေရန်မျှော်လင့်ကြောင်းထပ်မံပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကတော့အခုတွေ့ဆုံမှုမှာ နေဆက်ဒေတာတည်ငြိမ်ရေးထိုင်းမြန်မာနှစ်နိုင်ငံပူးပေါင်းလှုပ်ဆောင်ဖို့နေဆက်မှာလက်နက်ခဲယမ်းတွေတရားမဝင်ရောင်းချနေမှုတွေကိုနှစ်နိုင်ငံပူးပေါင်းထိန်းသိမ်းဖို့နဲ့ကေကေပတ်နဲ့ရွှေကိုကိုက အစာအူတွေကိုဖြိုချဖျက်ဆီးမှုအခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောင်းမြို့စေယုံကိုဒီဇင်ဘာလ10ရက်နေ့ညကစစ်တပ်ကလေကြောင်းကနေပုံကျဲတာမှာလာသားအရွယ်ကလေးငယ်နဲ့ကိုဝင်ဆောင်တွေအပါအဝင်တေဆုံးသူ33ရှိလာတယ်လို့သိရပါဗျ။နိုင်ငံတကာလူခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့ည9:00နာရီကျော်မှာစစ်တပ်က Jet Fighter နဲ့ပေါင်900ပုံကျဲသွားတာဖြစ်ပါတယ်။ကနဦးသတင်းတွေမှာစေဦးခန့်တေဆုံးပြီးအများအပြားဒဏ်ရာရသွားကြောင်းအာရခတက်တော် AA ဘက်ကပုတ်တဖူးနေညမှာထုတ်ပြန်ခဲ့ပေမဲ့ဒီဇင်ဘာလ17ရက်နေ့မနက်မှာတော့ ်သေဆုံးသူ33ဦးထိတိုးလာခဲ့ကာဒဏ်ရာရရှိသူ80နီးပါးအနက်28ဦးဟာအသက်အန္တရာယ်ဆိုးရင်ရတဲ့အနေအထားနဲ့ဆေးကုသနေရတယ်လို့သိရပါဗျ။စစ်တပ်ဝါဒဖြန့်ချီရေး Telegram တွေကတော့မြောက်ဦးမြို့ဆေးရုံကိုလေဆောင်တိုက်ခိုက်မှုမှာအေအေတပ်ဖွဲ့ဝင်40နီးပါးသေဆုံးပြီး80ကျော်ဒဏ်ရာရတယ်လို့ဝါဒဖြန့်ချီနေကြပါဗျ။ဒေသခံပြည်သူတွေကတော့ထိခိုက်သေဆုံးသူအလုံးကအရက်သားတွေဖြစ်တယ်လို့ဆိုကြပါဗျ။အာရခတက်တော်အေအေရဲ့ထုတ်ပြန်ချက်တွေအရာ ာနာသိန်းစစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်အာရခဒေတာမှာအရသာပြည်သူတထောင်ခန့်သေဆုံးကပြည်သူ2000ကျော်ဒဏ်ရာရရှိပြီးဖမ်းဆီးခံရသူ950ခန့်ရှိခဲ့ပါတယ်။စစ်တပ်ကအေးအေးသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေတာတွေကိုပြန်တိုးစစ်ဆင်ထိန်းချုပ်နိုင်တာမျိုးမလုပ်နိုင်ပေ။ပြည်သူတွေကိုဥတီဘုံကျဲတပ်ဖြတ်မှုတွေကိုမကြာခဏပြုတ်လုပ်နေတာလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနယ်စပ်မှာတိုက်ပွဲတွေပြင်းထန်လာနေချိန်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကမ္ဘောဒီးယားအာကစားသမားတွေအားလုံးဟာလက်ရှိကျင်းပနေတဲ့2025စီဂိမ်းအာကစားပြိုင်ပွဲကြီးမှာပါဝင်တော့မှာမဟုတ်ပဲနှုတ်ထွက်လိုက်တယ်လို့ကမ္ဘောဒီးယားကကြေညာလိုက်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြားနယ်စပ်စီးရေးပရိပခါတွေအခြေအနေပိုဆိုးလာတဲ့နောက်ခရီးတော်လာရေးအစီအစဉ်တွေခက်ခဲတာလုံခြုံရေးအခြေအနေစိုးရိမ်ရတာတွေကိုအကြောင်းပြပြီးစီဂိမ်းကနေကမ္ဘောဒီးယားအာကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးနေရပြန်ကြမယ်လို့ကမ္ဘောဒီးယားဘက်ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အရှိတောင်အာရှအာဆီယံနိုင်ငံတွေရဲ့အကြီးဆုံးပြိုင်ပွဲဖြစ်တဲ့33ချိန်မြောက်စီးကိန်းအားကစားပြိုင်ပွဲကြီးကိုထိုင်းနိုင်ငံကအရှင်ဖြစ်ကျင်းပနေတာဖြစ်ပြီးဖွင့်ပွဲခန်းနာကိုဒီဇင်ဘာလ9ရက်နေ့ကဘန်ကောက်မြို့မှာရှိတဲ့မိုးလုံလေးလုံးအားကစားခွင့်မှာကျင်းပခဲ့ပါတယ်။ကမ္ဘောဒီးယားအားကစားသမားအဖွဲ့ဝင်တွေဟာဖွင့်ပွဲအခမ်းအနားမှာတော့ပါဝင်ဆင်နွှဲခဲ့ပြီးနောက် နောက်နေ့ဒီဇင်ဘာလ10ရက်မှာတော့ပြိုင်ပွဲကနေနှုတ်ထွက်ကြောင်းကြေညာခဲ့တာပါ။ Thai Olympic Committee နဲ့ SEA Committee ရဲ့အဝတ်ကြေပြွန်မှုနဲ့ပြုံငါမှုကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပေမယ့်ကစားသမားတွေရဲ့လုံခြုံရေးစိုးရိမ်ချက်ကြောင့်ပြန်ခေါ်တာဖြစ်တယ်လို့ကမ္ဘောဒီးယားဘက်ကပြောပါရယ်။ SEA ဟာ Thai ကအင်ရှင်ဖြစ်ကျင်းပတာဖြစ်ပေမယ့်အာဆီယံနိုင်ငံတွေစုပေါင်းကျင်းပတာဖြစ်တာကြောင့်ကမ္ဘောဒီးယားကဝင်မပြိုင်မှုဆိုရင်အာဆီယံကိုတပိတ်မှောက်ရကြမယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ပုံရိပ်ကိုမထိခိုက်အောင်အာကစားမောင်မဲ331ယောက်နဲ့အာကစားနီး22မျိုးမှာပါဝင်ရှင်ပြိုင်မယ်လို့ကမ္ဘောဒီးယားအာကစားနဲ့ခီးသွွားဝင်ကြီးဌာနကအစောပိုင်းတုန်းကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းကမ္ဘောဒီးယားဟာလုံခြုံရေးစိုးရိမ်ချက်ကြောင့်ဆိုပြီးစီးကိန်းအာကစားပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကစားသမားအရေးအတွက်ကိုရှော့ချရှင်ပြိုင်ခဲ့ပါတယ်။စီးကိန်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီဇင်ဘာလ20ရက်နေ့အထိကျင်းပမှာလည်းဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြား ဇူလိုင်လတုန်းက9ရက်ကြာဖြစ်ခဲ့တဲ့နေဆက်ပရိပခါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ငြင်းချမ်းရေးအပြည့်ရမှုရရှိခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့3ရက်မှာတော့ကမ္ဘောဒီးယားနဲ့ထိုင်းခြားနှစ်ဖက်အပြန်အလှန်ဆွဆွဲချက်တွေနဲ့လူသေဆုံးတဲ့အထိဖြစ်တဲ့နေဆက်တင်းမာမှုတွေပြန်လည်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။နေဆက်တွေမှာဒါမကမြန်မာပြည်တွင်းမှာခြေကုပ်ယူလှုပ်ဆောင်နေတဲ့ ကြားဖြန့်လုပ်ငန်းတွေဖြစ်တဲ့ online လိမ်လည်မှုနဲ့ online လောင်းကစားများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းစစ်ကော်မရှင်ကဒီဇင်ဘာလ10ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဖွဲ့ကိုစစ်ကော်မရှင်ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဦးဆောင်မှာဖြစ်ပြီးနိုင်ငံသားရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတွေလည်းပူးတွဲဥဆောင်ကြမှာဖြစ်ပါတယ်။နေဆက်တွေမှာဒါမကမြမပြည်တွင်းမှာခြေကုပ်ယူလှုပ်ဆောင်နေတဲ့ ကြားဖြန့်လုပ်ငန်းတွေမြန်မာနိုင်ငံတွင်လုံးဝအခြေမပြုနိုင်ရေးအတွက်ပြည်တွင်းအင်အားစုတွေအပြင်ပြည်ပနိုင်ငံအစိုးရတွေနဲ့လည်းညှိနှိုင်းဆောင်ရွက်ဖို့အတွက်အွန်လိုင်းလေလံမှုနဲ့အွန်လိုင်းလောင်းကစားများတိုက်ဖြက်ရေးကြီးကြပ်မှုဗဟုကောမဒီကိုဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါဗါးဒီဘဟုကောမဒီအနေနဲ့အွန်လိုင်းလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတွေတိုက်ဖြတ်ဖို့အတွက်မူဝါဒတွေချမှတ်တာလိုအပ်တဲ့ကောမဒီတွေဖွဲ့စည်းပြီ လုပ်ငန်းတာဝန်တွေသတ်မှတ်ပေးတာကြားဖြန့်လုပ်ငန်းတွေမှာတရားမဝင်ဝင်ရောက်လုပ်ကိုင်နေတဲ့နိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းပေးဖို့တက်ဆိုင်ရာနိုင်ငံတွေနဲ့ညှိနှိုင်းဆောင်ရွက်တာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တာတွေကိုလှုပ်ဆောင်သွားမယ်လို့ဆိုထားပါဗျ။လက်ရှိမှာမြဝတီရွှေကုတ်ကိုနဲ့ KK ပတ်ကကြားဖြန့်လုပ်ငန်းတွေလုပ်ခဲ့တဲ့အစာအုပ်တွေကိုစစ်တပ်ကရှင်းလင်းရေးတွေလုပ်နေပြီးဒီလုပ်ငန်းတွေမှာလုပ်ကင်ခဲ့တဲ့ နိုင်ငံသားဥယီတတောင်းကျော်ကိုလည်းထိုင်းနိုင်ငံကနေတဆင်းနေရက်ပြန်ဖို့နေက ပြန်ဖို့ခံရတဲ့လူအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်ကြပါဗယ်လက်ဖက်ရင်ကျေးမှုကို UNESCO ရဲ့လူသားမျိုးနွယ်ဆိုင်ရာကိုစားပြုတရမဲ့ရင်ကျေးမှုအမွေနဲ့စီးရင်တင်သွင်းနိုင်ရတဲ့အတွက်ဒီဇင်ဘာလ10ရက်နေ့မှာအစည်းအဝေးကျင်းပခဲ့ကြောင်းစစ်ကော်မရှင်လောက်မှရှိတဲ့သာသနာရေးနဲ့ရင်ကျေးမှုဝန်ကြီးဌာနကထုတ်ပြန်ထားပါဗယ်လက်ဖက်ရင်ကျေးမှုကို UNESCO ရဲ့ဒရမတ်ယဉ်ကျေးမှုအမွေနဲ့စရင်တင်သွင်းသွားမှာဖြစ်ကြောင်းနဲ့တင်သွင်းမဲ့အခေါင်းစဉ်အနေနဲ့လက်ဖက်ဆိုယဉ်ကျေးမှုဆိုပြီးရထားရလို့သိရပါဗျ။လက်ဖက်ကိုမြန်မာလူမျိုးတွေရဲ့အတော့တာမန်အစားအစာတစ်ခုထပ်ပိုးတဲ့ယဉ်ကျေးမှုဒလေထုံနှံလူမှုရေးနဲ့ကျန်းမာရေးတို့ကိုပေါင်းစပ်ထားတဲ့သင်္ကေတတစ်ခုဖြစ်သတ်မှတ်အသုံးပြုတာကြောင့်လက်ဖက်ယဉ်ကျေးမှုကို UNESCO ရဲ့လူသားမျိုးနွယ်ဆိုင်ရာကိုစားပြုဒရမတ်ယဉ်ကျေးမှုအမွေနဲ့စရင်တင်သွင်းနိုင်ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ဖက်ကို၈နှစ်ပေါင်းများစွာဘရင်တွေလက်ထက်ကတည်းကဒလိရိုးရာအစင်လာအနေနဲ့တုံဆောင်လာခဲ့ကြပြီးယနေ့ခေတ်တီတိုင်းဘာသာရေးအခမ်းအနားတွေအလှူပွဲတွေမင်္ဂလာအခမ်းပွဲတွေမှာမပေါမဖြစ်အသုံးပြုလာကြတဲ့ရိုးရာဒလိအစင်လာတစ်ခုဖြစ်တဲ့အတွက်မြန်မာတို့ရဲ့လက်ဖက်အစိုးစားတုံးမှုရှေးဟောင်းအငွေနှစ်ကိုနိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေဖို့နဲ့ UNESCO ဝင်ဖို့အတွက်မြန်မာနိုင်ငံလက်ဖက်အသင်းအနေနဲ့အစစ်အစစ်တင်ပြစ조사ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါဗျ။ ဒါအပြင်အိန္ဒိယနိုင်ငံရဲ့ဒီပဝါလီပွဲတော်ကိုလူသားမျိုးနွယ်ရဲ့ဒရမ်ရင်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုရဲ့အစည်းအဝေးမှာထည့်သွင်းခံရကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကဒီဇင်ဘာလ10ရက်နေ့မှာပဲထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဒီပဝါလီပွဲတော်ဟာအိန္ဒိယနိုင်ငံရဲ့ယူနက်စကိုဒရမ်ရင်ကျေးမှုအမွေအနှစ်အစည်းအဝေး16ခုမြောက်အိန္ဒိယရင်ကျေးမှုရဲ့အစိပ်အပိုင်းဖြစ်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာ 2024-2025ခုနှစ်မှာဒီပဝါလီပွဲတော်ကိုအမြင့်ဆင်းတင်သွင်းခဲ့ပြီးနောက်အခုလိုမျိုးတက်မှတ်ထဲသွင်းခံရခြင်းလည်းဖြစ်ပါတယ်။